2021မှာအင်းစိန်ထောင်မှာ ရှစ်လကြာဖန်စီထိန်သိမ်းခံရပြီးတော့လူငယ်နဲ့ပြန်လုတ်ခဲ့ပါတယ်။နှစ်လလောက်ကြာတော့အကျန်းဖန်စီပြီးတော့အကျန်းဖက်နှိမ့်ဆက်ခံရပါတယ်။ပြီးတော့အောင်တပြေစစ်ကြောရေးစစ်ကျင်းထောင်မှာ3လကြာနေခဲ့ရပါတယ်။ကျမတော့စေကူတာဝင်မြပါပဲပေါ့နော်။ပြန်လဲ ပြီးတော့ကောင်းမွန်ခဲ့ပြီမဲ့ကျမနဲ့အတူတူတရရဲ့ထဲမှာဖန်းစီနေဆက်ခံရတဲ့တငယ်ချင်းကတော့တည်ဆုံးသွားပါတယ်အဲဒီကျမနဲ့အတူတူပဲတရရဲ့ထဲမှာသူကတော့တည်ဆုံးသွားပါကျမကတော့တေရင်းနဲ့ကုတ်ကပ်ပြီးတော့ပြန်တက်လာလေလားနော်အဲ့တော့ပြောချင်တာကတော့တကဘာလုံးကခေါင်းဆောင်တွေကိုကျမတို့ရဲ့မြန်မာနိုင်ငံကိုကုညီကဲတင်ပေးဖို့ပါကျမတို့ရဲ့ပြည်တွင်းစစ်ကိုလည်းဆုံးသက်ချင်ပါတယ် ပုံလေးမှာပြထားတာတော့ပေါ့နော်စစ်ကောင်စီရဲ့မတမ်းမဆဟိုပြည်ရင်းစစ်ပါကျမတို့ကတိုင်းငံတကာစစ်မဟုတ်ပါဒါမဲ့ပြည်ရင်းစစ်မှာပြည်ရင်းနဲ့တန်နဲ့လက်နဲ့တွေနဲ့သိဆက်ဖြစ်စီနေရလူတွေလည်းတေကြတယ်နိုင်ငံရေးကြီးသားတွေလည်းအများကြီးတေပုံတေဆုံးကြတယ်ဆရာ SB case တွေလည်းအများကြီးဖြစ်တယ်။နိုင်ငံဟာစုပ်ပြတ်တက်နေပါပြီ ဒါကြောင့်မလို့ကျမတို့ရဲ့စစ်ကောင်စီကိုနိုင်ငံတကာကနေပြီးတော့အကုန်လုံးတားဆီးပေးပြီးတော့အေးအေးယူပေးဖို့တောင်းဆိုချင်တယ်